ဆိုရင်တော့တထေးတီအီလွန်မတ်ရဲ့ Tesla ကားတွေဟာကမ္ဘာအနှံ့မှာဆန္ဒပြခြင်းခံနေရပါပြီ။နောက်ပြီး Tesla Supercharger တွေဟာစွန့်ရင်မြန်မာပြီးတော့ American နိုင်ငံတဝန်းလုံးမှာလည်းပြန့်နှံ့တည်ရှိနေပါတယ်။ပြည်သူပိုင်ပစ္စည်းဖြတ်စည်းတဲ့လက်သရမ်းသူတွေဟာဒီဆက်တွေကိုဖြတ်စည်းနေကြပါတယ်။သူတို့ဟာမူလီဖြုတ် player တွေပါအသုံးပြုကြပြီးတော့ထူထဲတဲ့အာသွင်ကြိုးတွေကိုပါဖြတ်တောက်ကြပါတယ်။ဒါမှမဟုတ်လည်းအာသွင်ဆက်တွေကိုဓာတ်ရိုက်ဖြတ်စည်းကြပါတယ်။ဒီလူတွေရဲ့ဖြတ်စည်းမှုကတော့တော်တော်လေးဆိုးဝါးနေပါတယ်။ ူတို့ထွက်သွားပြီးရင်သုံးလို့မရတဲ့ပျက်စီးနေတဲ့အသွင်ဆက်တွေသာကြံခဲ့ပါတော့တယ်။ဒါကအမေရိကန်နိုင်ငံတစ်ခုထဲမှာလည်းဖြစ်နေတာတော့မဟုတ်ပါဘူး။နိုင်ငံတကာမှာလည်းဖြစ်နေခဲ့ပါတယ်။ပြင်သစ်နိုင်ငံမှာဆိုရင်ဒီကြိမ်ထဲနဲ့ Tesla ကား၁၂စင်းဖျက်စီးခံလိုက်ရတယ်လို့ဆိုပါတယ်။သတင်းဌာနတွေကအ ਨੇ ဆုံးတော့ဒဒါဇင်လောက်ရှိတဲ့ Tesla ကားတွေဟာပြင်သစ်နိုင်ငံမှာမီးရှို့ဖျက်စီးခြင်းခံခဲ့ရပါတယ်။အစိုးရရှေ့နေရုံရဲ့ပြောဆိုချက်အရကတော့ဖြစ်ရဟာတနင်္ဂနွေညမှာဖြစ်ခဲ့တာဖြစ်ပြီးတော့တောင်ဘက်ပိုင်းမြို့တော်တစ်ခုဖြစ်တဲ့ တူလက်စ်မြို့တော်မှာရှိတဲ့ကားရောင်းဆိုင်တစ်ခုမှာဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။ကားတစ်စီးမီးလောင်ပျက်စီးခဲ့ရပြီးတော့မီးဟာအရန်ကြီးတဲ့အတွက်မနေ့နှိမ့်သက်ခဲ့ရတယ်လို့ဆိုပါတယ်လို့ကြေညာခဲ့ပါတယ်။ဂျာမနီနိုင်ငံမှာလည်းတူညီတဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပြီးတော့နေရာနှက်မှာတက်စလာကားဟာအစင်းရီ၁၀စီးလောက်မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါတယ်။လက်တလော့ရက်တွေမှာတော့ဒီလို တူညီတဲ့ဖြစ်ရပ်တွေဟာနေရာအများပြားမှာတွေ့နေရပြီဖြစ်ပါတယ်။မန်ဆာချူးဆက်ပြည်နယ်မှာဆိုရင်လည်း Tesla Supercharger အသင်းယုံတွေဟာလူရန်ကားတွေရဲ့ပြစ်မှတ်တွေဖြစ်ခဲ့ရပါတယ်။2025ခုနှစ် Match လ3ရက်နေ့တနင်္လာနေ့မနက်အစောပိုင်းမှာရဲဌာနဝန်ထမ်းတွေဟာ Little Delton မြို့ရဲ့ Shopping Center တစ်ခုမှာရှိတဲ့ Tesla Supercharger အားသွင်းဆက်အသွင်းဆက်တွေမီးလောင်နေတယ်ဆိုတဲ့သတင်းကိုလက်ခံရရှိခဲ့ပါတယ်။ရဲတွေကအဲ့ဒီနေရာကိုအပြေးလွှားသွားခဲ့ပေမဲ့ကတောင်ကနေအဖြစ်ပြက်တွေကသူတို့ကိုစီးကျုံနေခဲ့ပါတယ်။ညာတော့သောအသွင်းဆက်တွေဟာလိမ္မော်ရောင်မီးတောက်တွေနဲ့လောင်ကျွမ်းနေခဲ့ပါတယ်။ ီးတော့မိခိုးတွေကလည်းနေရာအနှံ့မှာရှိနေခဲ့ပါတယ်။မိပူချိန်ဟာလည်းပြင်းထန်လုံးပြီးတော့အနားကိုလူတွေမကတ်နိုင်ခဲ့ပါဘူး။ရဲတွေကတုံဆိုင်မနေဘဲနဲ့လစ်တတန်မြို့ရဲ့မိသက်ဌာနကိုချက်ချင်းဆက်သွယ်ခဲ့ကြပါတယ်။ပြီးတော့မျက်စစ်တမ်းလိုက်စီဖို့အတွက်အဲ့ဒီနေရာရဲ့တအားလိုင်းတွေကိုပိတ်ချလိုက်ပါတယ်။ဒါပေမဲ့မိကိုအပြည့်အဝမနှိမ်နှင်းရသေးခင်မှာပဲအနားမှာရှိတဲ့ဈေးတိုင်တစ်ခုကအာပွင့်ဆက်တွေဟာလည်းမိလောင်နေတဲ့ဆိုတဲ့သတင်းကိုထပ်မံကြားသိခဲ့ရပြန်ပါတယ်။ မိတပ်သမားတွေကမိတောက်တွေကိုရေရေရင်ဖြုတ်တွေနဲ့မိတပ်ခဲ့ရပါတယ်။မိကိုထိန်းချုပ်နိုင်မှုအတွက်နေထွက်လာတဲ့အချိန်ဒီကြာမြင့်ခဲ့ပါတယ်။မိငိမ့်သွားတဲ့အချိန်မှာတော့အဲ့ဒီနေရာမှာရှိနေတဲ့ဒဇာဒရာသင်ကျော်ရဲ့မိအားပင်းသက်တွေကရှစ်လုံးကလုံးဝသုံးစားမရနိုင်တော့တာကိုတွေ့လိုက်ရပါတယ်။အဖုံးကတတ်တူပြားတွေဟာအေးပျော်ကြကုန်ပြီးတော့မဲနက်ကုန်ပါတယ်။ပြန်ပြင်ဖို့ဆိုတာလည်းမဖြစ်နိုင်တော့ပါဘူး။စုံစမ်းသူတွေကလည်းအချိန်ဖြုံးနေတာမျိုးမရှိပါဘူး။လစ်တတန်ရဲဌာနမိသက်ဌာန မန်ဆာချူးဆက်ပြည်နယ်ရဲဌာနနဲ့မိသက်ဌာနပြီးတော့ပြည်နယ်မိသက်ဌာနချုပ်ရဲ့ကျွမ်းကျင်သူတွေစတဲ့လူတွေအားလုံးဖြစ်ရဖြစ်ပွားတဲ့နေရာကို ကွင်းစင်ကြည့်ရှုကြပါတယ်။စုံစမ်းတွေ့ရှိချက်တွေကိုတော့အရင်နေ့နောက်ပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်ချက်အရအခုဖြစ်ရဟာမတော်တဆဖြစ်ရမဟုတ်ပါဘူး။တမင်တကာကြံသည်ပြုတ်လုထားတဲ့ဖြစ်ရတစ်ခု ဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။မိမြန်လောင်စီဖို့အတွက်ဓာတ်စီလိုရေနံစီလိုစီတမျိုးမျိုးကိုအသုံးပြုခဲ့တယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ shopping center က CCTV ကင်မရာတွေကနေသက်သေတချို့ကလည်းရရှိခဲ့ပါတယ်။ဒါပေမဲ့ပုံရိပ်တွေကဝေဝါးနေတဲ့အတွက်အသေးချာတော့မပြောနိုင်ခဲ့ပါဘူး။ဒီဖြစ်ရမှာလူတယောက်မှထိခိုက်ပြီးတာမရှိခဲ့ပါဘူး။ဒီလိုကြီးမားတဲ့မိလောင်မှုမျိုးဆိုတာကတခြားဘေးကရင်တွေအဆောက်အဦတွေကိုအလျင်အမြန်ပြန့်သွားတတ်ပါတယ်။တကယ်လို့သာလင်တန်မျိုးကတက်သားအဆောက်အဦတွေပါမိလောင်သွားခဲ့ရင်ဆုံးရှုံးမှုကဒီထက်မကအကြီးမားမှာဖြစ်ပါတယ်။ Tesla ကုမ္ပဏီကလည်းငြိမ်မနေခဲ့ပါဘူး။ နိုင်ရင်နိုင်ငယ်ကြမှာပဲထုတ်ပြန်ချက်တွေကိုထုတ်ပြန်ခဲ့ပါတယ်။သူတို့ကပျက်စီးသွားတဲ့ Super Charger တွေနေရာမှာ58နိုင်အတွင်းအစ်စ်တွေနဲ့ပြန်လဲပေးမယ်လို့ဆိုပါတယ်။ဒီ Super Charger နဲ့ Cable Joe တွေဟာရှုပ်ထွေးတဲ့တိဆောက်မှုပုံစံတွေရှိကြပါတယ်။အစ်စ်ပြန်လဲတက်ဆင်နိုင်မှုအတွက်နည်းပညာတွေနဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေလိုအပ်ပါတယ်။ဒီဖြတ်တွေဟာ Tesla အတွက်တော့အရေးကြီးတဲ့တိုက်ခိုက်ခံရမှုတွေဖြစ်ကြပါတယ်။ American နိုင်ငံမှာနေမှာကဥရောပမှာပါ Tesla ကတိုက်ခိုက်ခံခဲ့ရပါတယ်။ Tesla ကုမ္ပဏီဟာဒီအတွက် PR တွေနဲ့ရင်ဆိုင်နေရပါတယ်။ပြီးတော့ကားပိုင်ရှင်တွေနဲ့ရင်းနှီးမြှုပ်နှံသူတွေစိတ်ကျေနပ်စေဖို့အတွက်နီးဗျူဟာအစ်တွေကိုရှာဖွေနေရပါတယ်။ Litterton မြို့ကဖြစ်ရဟာရှိုးမီးတာဖြစ်တယ်ဆိုတာကိုအတည်ပြုထားနိုင်ပါပြီ။ဒီအတွက် စုကြေးဒေါ်လာဒေါ်လာ9000ပေးပြီးတော့မီးရှို့မှုတရက်ခန်းတွေကိုဖမ်းနိုင်ဖို့သတင်းပေးနိုင်မှုအကြေညာထားပါတယ်။အာနာပိုင်တွေကလည်းအဲ့ဒီညမှာ shopping center မှာဘယ်သူတွေရှိနေကြတယ်ဆိုတာကိုစုံစမ်းနေပါတယ်။ ညနေမှာဈေးဝယ်ထွက်တဲ့လူဒါမှမဟုတ်ကားဒရိုင်ဘာတွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်သူတို့တွေးရှိထားရတဲ့လောက်ကတော့တန်တရားဖြစ်ပွဲလူတယောက်ဟာစူပါချာဂျာရီနာချင်းကပ်နေခဲ့တာကို CCTV မှာတွေ့ခဲ့တာဖြစ်ပါတယ်။သိငယ်တဲ့တသိတစ်ခုကတော့တရက်ခံကိုဖမ်းမိနိုင်မှုအတွက်အရေးကြီးပါတယ်။ဒါပေမဲ့ဇလန်ကတော့စူပါချာဂျာနဲ့လည်းမပြီးဆုံးသေးပါဘူး။ဒီဖြစ်ရပ်တွေဟာတက်စလာမဟုတ်တဲ့တခြားမျက်စစ်ကားပိုင်ဆိုင်တဲ့သူတွေအတွက်လည်းပြဿနာတစ်ခုဖြစ်နေခဲ့ရပါပြီ။ ပိုလ်စတာပြက်စစ်ကပိုင်ဆိုင်သူတယောက်ဟာလည်းတက်စလာကိုစန့်ကျင်ဆန္ဒပြတဲ့လူတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။အဲဒီလူတွေကပိုလ်စတာကိုတက်စလာထုတ်ကုန်တစ်ခုအဖြစ်ထင်မြင်ခဲ့ကြလို့ဖြစ်ပါတယ်။သင်ကလျှက်စစ်ကပိုင်ဆိုင်ပြီးတော့အဲဒီကားကို လူတွေကတက်စလာကားလို့ထင်ခဲ့ရင်သင်တိုက်ခိုက်ခံရနိုင်ခြေရှိနေပါတယ်။တက်စလာမဟုတ်တဲ့လျှက်စစ်ကားတွေဖြစ်တဲ့ Riven, Riven Lucid, Chevy Bolt စတဲ့ကားတွေဟာလည်းတက်စလာနဲ့မှားပြီးတော့တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့မှတ်တမ်းတွေရှိနေပါတယ်။ တစ်မျိုးကနေတစ်မျိုးကိုကူးတန်းသွားလာနေတဲ့ Tesla ကားပိုင်ရှင်တွေဟာလည်းတက်ဖြတ်ခံရမယ်လို့ချင်းချောက်စာရေးထားတဲ့စာရီကိုသူတို့ကားတွေရန်တာတဲ့အချိန်တွေမှာကားပေါ်မှာစာကတ်ခံရတာကိုတွေ့လာရပါတယ်။သင်က Tesla Model 3ဒါမှမဟုတ် Cybertruck ကိုမောင်းထင်တဲ့လူဖြစ်ပြီးတော့ဒီလိုချင်းချောက်မှုတွေကိုရင်ဆိုင်ရတယ်လို့စဉ်းစားကြည့်လိုက်ပါ။ဒါကတာမန်အများပြည်သူပိုင်ပစ္စည်းဖြတ်စည်းမှုထက်ကျော်လွန်နေပါပြီ။ချင်းချောက်သူတွေဟာ online ကနေပါမျိုးစုံချင်းချောက်နေကြပါတယ်။ ိုရှယ်မီဒီယာတွေကဒီဖြစ်ရပ်တွေကို ပိုဆိုးလာနေစေပါတယ်။ဒီလို Tesla ကပြဿနာတွေကိုရင်ဆိုင်နေရတာ Elon Musk ကြောင့်ဆိုပြီးတော့လက်ညှိုးထိုးလာကြတဲ့လူတွေလည်းများလာပါတယ်။သူ့ရဲ့ဆုံးဖြတ်ချက်တွေသူ့ရဲ့ crypto လောကကိုဆက်ဖက်မှုတွေပြီးတော့တမရဒေါ်နယ်ထရန့်နဲ့အလုတ်တွဲလုံနေမှုတွေစတာတွေကလက်ညှိုးထိုးပြတရားတွေဖြစ်နေပါတယ်။ဒါကလူတယောက်ကိုစန့်ကျင်ဆန္ဒပြတယ်ဆိုတာထက်ပိုပါတယ်။ ဆန္ဒပြသူတွေဟာအမေရိကန်နဲ့ကနေဒါနိုင်ငံတွေမှာရှိတဲ့ Tesla showroom တွေကိုသွားပြီးတော့ဆန္ဒပြကြပါတယ်။ California ပြည်နယ်နဲ့ Germany နိုင်ငံတွေမှာဆိုရင် Tesla ကားပိုင်ရှင်တွေဟာအနိုင်ကျင့်မှုတွေကိုခံစားနေရပါတယ်။ Instagram မှာဆိုရင်လည်းဆန္ဒပြသူတွေက Tesla Tesla ကြာရှုံးရမယ်၊ကုမ္ပဏီပိတ်ရမယ်စတဲ့ဆန္ဒပြမှုတွေကိုပြုလုပ်နေကြပါတယ်။သူတို့ဟာ Elon Musk နဲ့ Tesla ကိုစန့်ကျင်နေကြတာဖြစ်ပါတယ်။ ဒါပြင် Tesla hotspot တွေရှိတဲ့ Austin, Texas, Fremont, California, Miami စတဲ့ဒေသတွေမှာလည်းပိတ်ရက်တွေမှာလူပေါင်းများစွာ ဆိုင်းဘုတ်တွေကင်ဆောင်ပြီးတော့ဆန္ဒပြကြပါတယ်။သူတို့တွေက online ကနေဘဲချိန်ပေးနေရမှာ လူစုမယ်ဆန္ဒပြမယ်ဆိုတာကိုချိန်ဆိုနေကြတာဖြစ်ပါတယ်။ Citadel ကနေ Toronto ကြားမှာ Tesla showroom တွေအများကြီးရှိပြီးတော့လူတွေကဒီနေရာတွေမှာလဲဆန္ဒပြကြပါတယ်။ Tesla ဟာခေတ်မီနည်းပညာရပ်တွေရဲ့စံတမူနာတစ်ခုဖြစ်ပါတယ်။ပြီးတော့စမ်းပြတဲ့လျှက်စက်ကား brand တစ်ခုလည်းဖြစ်ပါတယ်။သူတို့ရဲ့ super charger တွေဟာနေရာအနှံ့မှာရှိနေပါတယ်။ဒါပေမဲ့ Tesla ဟာနာမည်ကောင်းပဲရှိနေတာတော့လည်းမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်အနည်းငယ်က Tesla ကားပိုင်ရှင်တယောက်ဟာ သူ့ကားအလိုလျောက်မောင်းထွက်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တဲ့အတွက် Tesla ကုမ္ပဏီကိုတရားစွဲခဲ့ပါသေးတယ်။ဒီအတွက်ကုမ္ပဏီဟာအကြီးစားပြင်ဆင်မှုတချို့ပြုလုပ်ခဲ့ရပါတယ်။ပြီးတော့ battery ပိုင်းဆိုင်ရာတွေကိုလည်းပြင်ဆင်ခဲ့ပါတယ်။ အခုဆိုရင်တော့ကားအယောင်ပြကန်ရှိုးရုံးတွေဟာဆန်နာပြတဲ့နေရာတွေဖြစ်လာကြပါပြီဒီဖြစ်ရပ်တွေက Tesla ကုမ္ပဏီရဲ့အုတ်မြစ်ကို ထိခိုက်စေလား Elon Musk ကတော့မျက်စိမှိတ်နေမှာမဟုတ်တာသိကြပါတယ်သူဟာအင်္ဂါဂျိုဘာမှာလူနေထိုင်နိုင်မှု AI နည်းပညာတွေတိုးတက်ထွန်းကားစေဖို့စတဲ့အရာတွေပေါ်မှာအာရုံစိုက်နေခဲ့ပါတယ်ဒီအတွက်သူဟာကြာရှုံးမှုတွေကိုမမြင်နိုင်ဘူးဖြစ်နေပါတယ် Supercharger တွေကိုပြန်လည်ဆန်းသစ်တာ Battery တွေကိုပြင်ဆင်တာကားယောင်ချမှုကိုပြန်လည်ပြင်ဆင်တာ စတဲ့စနစ်ပိုင်းဆိုင်ရာပြုရင်ပြောင်းလဲမှုတွေကိုလုပ်ဖို့လိုအပ်နေပါတယ်။ Tesla ဟာမုန်တိုင်းတွေကလှေငယ်တကြီးလိုဖြစ်နေခဲ့ပါပြီ။ဒီဆန္ဒပြသူတွေကအတန်ပဲကျန်နေရလား။အမှန်တကယ်ကိုတတိရှိရလား။သူတို့တွေကအမှန်တကယ်ပဲ Tesla ကုမ္ပဏီရဲ့လမ်းကြောင်းကိုပြောင်းလဲလိုက်နိုင်မလား။ဒါမှမဟုတ်အချိန်ကြာလာရင်ပျောက်ကွယ်သွားမှာလား။မိတ်ဆွေတွေရဲ့ထင်မြင်ချက်တွေကိုကွန်မန့်မှာရေးပေးသွားလို့ရပါတယ်။ကျွန်တော်နောက်ကမြင်ရင်းကိုခင်ဗျားမြင်ရလား။ မီးစားလောင်ကျွမ်းထားတဲ့အတွက်မီးကျွမ်းနေပြီးတော့ Tesla တစ်စိတ်ကိုတော့တဲတဲကွက်ကွက်မမြင်ရတော့ဘူး။လုံခြုံရေးအတွက်ကျွန်တော်ကိုအနာအယံမကတ်သွားဖို့ပြောတဲ့တာဝန်ရှိသူတွေရှိပါတယ်။ဒါပေမဲ့ကျွန်တော်သိလိုက်ရတာကဒီနေရာကအမှန်ကတော့တာမန်လူသွားလမ်းတစ်ခုပါပဲ။မနေ့ညကအေယာဝင်နောက်ကျတဲ့လူတစ်ယောက်ကမီးလောင်နေတာကိုမြင်လိုက်ရတယ်လေ။ပြီးတော့သူကမီးတပ်သမားတွေကိုခေါ်လိုက်တော့မီးတပ်သမားတွေရောက်လာကြတယ်။မိသက်သမားတွေပြောရကတော့ဒီမိကရှုံမိဖြစ်မယ်လို့ယူဆရတဲ့သက်သေအထောက်အထားတချို့ရရှိထားတယ်လို့ဆိုပါရယ်။ အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ